မြန်မာနိုင်ငံ channel ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ ्या ဇလားကောင်းလေးတို့ကိုနှိစီရွေးချက်တိဆက်ပေးနေပါတယ်။ဒီကလေးမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးသူမင်းဟိခန့်ဥဒ္ဒါတိပါရေးသားထားတဲ့မန္တလေးထူးမောင်နဲ့ကြောင်မလူးမောင်ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အမောင်ရိတ်တို့တဖြည်းဖြည်းစူးမှုလာပြီးနေဝေချင်းကိုနီးကပ်လာခဲ့ပါပြီ။ မင်းတစည်းနဲ့လူတယောက်ဟာခါးဘေးမှာဒရှိကိုချစ်စလို့လက်တစ်ဖက်ကလည်းကြီးပရဘိုက်ကိုကန်ဆောင်ထားလိမ့်တယ်။ကျန်တဲ့လက်ဖက်ကတော့မြင်းဆက်ကျိုးကိုကိုက်ရင်ဝင်းအန်ဆဲဆဲနေမင်းကိုချော့ပြေးထွက်ခွာလာခဲ့တယ်။သူဟာလွန်ခဲ့တဲ့နားရဲ့အနည်းငယ်လောက်ကပွဲစားမောင်ချစ်ဆိုသူစစ်လွတ်လိုက်တဲ့ရန်သူအများပြားကိုလည်းတိုက်ခိုက်အောင်မြင်ခဲ့လိမ့်ပြီ။သူကင်ထားတဲ့မန်နပရဘိုက်ကြီးကိုသူ့မျက်လုံးတွေကမမြင်ရပေမဲ့တစ်ချက်များငဲကြည့်လိုက်ပြီးနောက် မင်းရဲ့ဥတီယာကိုသာလှမ်းနေရင်အတွေ့တချို့ဝင်လာခဲ့ပါတယ်။ပရပိုက်ကြီးကိုအကြောင်းပြုလို့အသက်ပေါင်းများစွာစည်ဒီကြရတာကို တွေးနေမိတယ်။ဂန်းကြီးတော်ခုနဲ့မြေအုပ်ဖွဲ့ဝင်အားလုံးကလည်းပရပိုက်ကြီးကိုအာယုံဆိုင်လာခဲ့ကြပြီ။အခုလေအစစ်မြေမှော်ပညာရှင်မြေအုပ်ဖွဲ့ဝင်မောင်ချက်ကပရပိုက်ကြီးကိုအရယူဖို့နှီးမျိုးစုံတုံးနေတယ်။ဒီတစ်ချိန်ဟာရေဆိုင်ရခတ်တဲ့ရန်သူနဲ့တွေ့ရမှာဆိုတော့ဒရီကြီးကြီးထားဖို့လဲတွေးနေပြန်တယ်။ မိမိရဲ့ချစ်သူမင်းကလေးပန်းဖြူနဲ့မိတ်ဆွေကြီးဦးတန်ငယ်တို့ကိုလည်းမောက်ချစ်လက်ထဲမှာအဖမ်းခံနိုင်ရတဲ့အတွက်သူ့ဘဝဆုံးဖြတ်ချက်တွေကိုအမှားယွင်းမခံနိုင်ဘူးအခုရန်သူရဲ့လက်ထဲမှာအဖမ်းခံနိုင်ရတဲ့လူတွေကိုကယ်ထုတ်ဖို့နဲ့ခလောက်ကြရွာကြီးဘေးကင်းစေဖို့အတွက်မောက်ချစ်ကိုရှေ့ပြန်တိုက်ခတ်ရတော့မယ်မောက်ချစ်ဟာကြောင်မော်တို့မျိုးအောင်ထားပြီးကြောက်စရာကောင်းတဲ့အတက်ပညာတွေကိုလည်းကျွဲကျင်ထားတဲ့သူဖြစ်ပါတယ်ဒါအပြင်အစ်စ်လိုပညာတဲ့အနည်းစုသာပါဝင်ဖွဲ့စည်းထားတဲ့ မင်းကအဖွဲရအဖွဲသားတူဦးလဲဖြစ်နေပြန်တယ်။ဒီကဓာကြီးလေးပါမဟုတ်ဝင်ပရပိုက်ကြီးရဲ့ပိုက်ရှင်မန်းနဲ့ထူးမောင်ထိမရဲ့ဗျာ။ထူးမောင်လဲခေါင်းထဲမှာရှိတဲ့အတွေ့တွေကိုရေးစာရင်းမာယူဝူတဝါမှာမြင်နေရတဲ့မြင်းရှိရလို့အကဲခတ်လိုက်တယ်။ပဝါနဲ့စီထားတဲ့ထူးမောင်ရဲ့မျက်လုံးတွေဟာအမြင်အာရုံမရှိတဲ့အတွက်စကုဓာတ်ရူချစ်စင်စွမ်းအရည်နဲ့သာရှိရလို့မြင်လိုက်ရလေတယ်။ဒီလိုကဆက်ပြောတယ် မြင်းနဲ့ရှင်ဆိုတဲ့နာမည်နဲ့ပညာတဲ့လောကမှာအခုတလောထင်ရှားနေရလို့တော့ကြားဟုပါလေထူးမောင်ကမြင်းကိုခဏရက်လို့ပရပိုက်ကြီးကိုအသေးချထုတ်ပိုးပြီးမြင်းရဲ့နှဘေးမှာချိတ်ဆွဲထားလိုက်တယ်ဒီလိုအချိန်မတော်မှာကျုပ်ရှိတဲ့လို့ထိတ်တိုက်တွေးဆလာခဲ့တာမစ္စိကောင်းတော့ဟုတ်လိမ့်မယ်မထင်ဘူးဘာအရေးကိစ္စလဲဆွေနေနေနိုင်ချင်လို့ပါမစ္စိရဲ့စိတ်မရှိပါနဲ့ဗျာကြောက်မအားသေးဘူးခီးရှိတယ် ထူးမဟာနဂိုကရေကဖော်ရွတ်တဲ့အခြေမရှိတဲ့အတိုင်းမြင်းကိုဦးလဲလို့ရှေ့ရရောက်လာတဲ့သူကိုကြောက်ခိုက်ထွက်လေတယ်။တစ်ဖက်ကစိုးရိမ်ရတဲ့အသက်တွေအတွက်လည်းအခြေမပြုံးချင်တဲ့အတွက်လူမှုရေးကိုလည်းဂရုမစိုက်နိုင်ဘူး။ဒါပေမဲ့တရိလက်လွတ်တော့မနေခဲ့ပဲစကုဓာရုခြေစစ်စွာအနဲ့အဲ့လူကိုကြည့်မြကြည့်နေသေးတယ်။မြင်းပေါ်ကထူးမောင်နဲ့မြင်းပြင်ပေါ်ကလူတို့ကြောက်ခိုက်ရတာအနေထားနဲ့ဝါတရက်ကအကွာဝေးကိုရောက်သွားတယ်။အဲ့ဒီနောက်မြေပြင်ပေါ်ကလူကလက်ဖြောက်တစ်ချက်တီးလိုက်တော့ ထူးမောင်နာကပြပြတတကြားလိုက်ရတယ်။ဒီကထူးမောင်ရဲ့ရှစ်တဲ့ထဲမှာအရေးတရံလိုလိုအခုံးဝဲလိုလိုအရာတခုရုပ်ချီးပေါ်လာပြီးလေထဲမှာပဲပြောက်ွက်သွားပြန်နေ။ပေါ်ရောင်ကကြောက်ရွံ့ဖြစ်လို့အရွယ်ကကြားလောက်ရှိပြီးထူးမောင်စည်းလာတဲ့မြင်းကြောကြီးမိုးမောင်ကလည်းအဲ့ဒီပုံရိပ်ကိုမြင်တဲ့အတွက်ရှစ်ဆက်မတူသေးပဲတုံ့ဆိုင်နေတယ်။ထူးမောင်ဟာနောက်ကျောကလူကိုအာယုံကနေဆက်လက်အကဲခတ်နေတယ်။နောက်ကျောဘက်မှာရှိတဲ့လူက ဝဲဘက်လက်မှာဒုက္ခတစ်ချောင်းကိုကိုင်းထားပြီးဘူးဆက်ဆန်ဝှက်စားထားတယ်။လူငယ်ဆိုပေမဲ့လေလူကုန်နဲ့ရာထူးကြီးတွေနဲ့ကျုံးဝင်တဲ့အဲ့ဒီခေတ်သတိတွေ့ကျဲကုန်တယ်တွေလို့ဘူးဆက်ဆန်ဝှက်စားထားလိမ့်တယ်။လူကျော်လူတတ်မို့ကိုတဲ့ကြန့်ခိုင်ပြီးဇပင်ကိုတည်တည်တတ်တတ်ဖိထားတယ်။ဒါပေမဲ့ရက်ဆက်ကြဲကြောက်သူတွေရဲ့လက်ကျန်းချစ်ကျန်းတွေလည်းရှိတယ်။ထူးမောင်ရဲ့အမြင်အာရုံကအဲ့ဒီလူရဲ့လက်ကိုအကဲခတ်မိတဲ့အခါရုတ်တရက်လက်သေးတွေအနှဲငယ်ရှိလာတာကိုတိတိတသာတွေ့ရတယ်။ ထူးမောင်ရဲ့စိတ်ထဲမှာဒစုံတစ်ခုကိုမသိငါတလို့ဖြစ်လာခဲ့တယ်။ငင်းနဲ့ရှင်မန်းနဲ့ထူးမောင်ငင်းကရခမရကြဘူးသလားဗျ။ကြောင်ကလေးကလက်သက်ဖွဲ့ချမ်းလိုက်ရတဲ့ကြက်ဆိုတာလေ။တကောင်နေမြင်လေတိုင်းကြက်မထင်နဲ့လေ။ချင်းသိလေဖြစ်နိုင်တာပဲမဟုတ်လား။မင်းရောက်ခိုင်းတာကြောင်လက်သက်မောင်ချက်။မစိုးပါဘူး။ခမရလူကက်ခက်တော့ပါပြီ။လက်ဦးကတော့မအားသေးဘူးခရီးရှိသေးတယ်ဆိုတာခမရစီသွားမဲ့ခီးဗျ။ အခုလိုဆက်ဆက်ကြီးခရီးဥကျူပြုတ်လိုက်မယ်လို့ဘယ်ထင်ထားပါမလဲ။ကဲကိုမောင်ချစ်ဥတန်ငယ်နဲ့မပန်းပြူဖဲမလဲ။မိကောင်းစိန်မုံတွေကိုတိတ်ပြီးတွေ့ချင်လာတယ်ပေါ့လေ။ဘယ်မှာလဲဆိုတော့ဟောဒီမှာ။ဟဲ့ဒီမှာ။မောင်ချစ်ဟာပြောပြောဆိုဆိုလေလေးရနဲ့တစေသူ့ရဲ့လက်သေးတွေကိုဓာတ်လဲခုတ်ကုတ်လိုက်တော့ဝါတရက်ခါဝီးတဲ့ထူးမောင်စီကိုလေကိုခွင်းလို့အပြင်းနဲ့ကိုချစ်တက်ခတ်မှုတွေကြောက်ရောက်လာခဲ့တယ်။ ။သူမှလည်းခေါင်းမှာချိတ်ထားတဲ့ဓားကိုထိရင်မြင်းမော်ကနေတစောင်းနေထားခုံစင်းလိုက်လိမ့်တယ်။ဝန်းမောင်ကလည်းဘေးလူရရှောင်းနိုင်အောင်ခြေနဲ့တစ်ချက်ဖိကန်လိုက်သေးတယ်။သူမှရဲ့တွန်းပြီးတဲ့ကအားနဲ့မြင်းကြီးကလည်းအလိုက်တဲ့တင်းရှောင်းလိုက်တယ်။ဒီခါမောင်ချစ်ရဲ့အပြင်းနဲ့တိုက်ခတ်မှုဟာမြင်းရဲ့လက်ကုပ်ပြီးမှအနှင်းငယ်ကိုချစ်တယ်လို့အစင်းချောင်းသုံးချက်ထိမီတွေးလဲဆုသွားတယ်။ရန်သူရဲ့အင်အားကရှော့တော့လို့များတဲ့အခြေအနေမှထူးမှသဘောပေါက်လိုက်တယ်။မကြတိကြီးရပဲ မောင်ချစ်လွတ်လိုက်တဲ့ရန်သူတချို့ရဲ့မှော့ကားတာတွေနဲ့တိုက်ခတ်မှုကြောင့်အိမ်အားသုံးထားရတဲ့ထူးမောင်တယောက်ရန်သူကိုတတိမပြတ်ထားပြီးစောင့်ကြည့်နေရတယ်။အဲ့ဒီချိန်မောင်ချစ်ရဲ့ခြေထောက်တွေကိုထူးမောင်ကပထဝီမန္တန်ဆွမ်းအားနဲ့ဖမ်းချုပ်လိုက်တယ်ဆိုပေမဲ့မောင်ချစ်ကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ထူးမောင်ရဲ့စကုဓာတ်ရုပ်ကြည့်စီဆွမ်းအားနဲ့ဝင်းကျဲအနှံ့ရှာဖွေကြည့်ပေမဲ့လည်းအခုံးငွေတချို့ကလွဲလို့မောင်ချစ်ကိုရှာမရဘူး။ချက်ချင်းပဲညီကြီးမိုးမောင်ရဲ့ဟီတန်ကိုကြားရတာကြောင့် မင်းနပေးရပါရပိုက်ကိုလှမ်းကြည့်လိုက်တဲ့အခါထင်းတဲ့အတိုင်းပဲမောင်ချစ်ကမင်းနပါရပိုက်ကြီးကိုလူယူဖို့ကြက်စီနေတယ်။ထူမောင်ဟာဝါရောမန်နဲ့ဆွမ်းအားနဲ့ပုံမှန်လှုပ်ရှားမှုထက်နှစ်ဆမြောင်မြင်းရဲ့အနီးကိုတိုးသွားပြီးပါရပိုက်ကြီးကိုလှမ်းကန်နေတဲ့မောင်ချစ်ရဲ့လက်ကိုလှမ်းကန်လိုက်လိမ့်တယ်။လက်ကိုမိမိရကန်လိုက်တဲ့ဆိုပေမဲ့လည်းမောင်ချစ်ကထက်မှန်ပျောက်ကွယ်သွားပြန်တယ်။ထူမောင်လည်းပါရပိုက်ကိုစိတ်ချရအောင်မြင်းပေးကဖြုတ်ယူပြီးသူကိုယ်တိုင်လက်နဲ့ကင်နှားလိုက်ရတယ် ပြောက်ကွယ်သွားတဲ့မောင်ချစ်ကိုရှာဖွေကြည့်ပေမဲ့လုံးဝမတွေ့ရတာကြောင့်အရက်စင်မျက်နှာကိုထောက်မကျဲသတိမူနေရတယ်။အဲ့ဒီအချိန်မှာမြင်းကြီးမိုးမောင်ကရှစ်လက်နဲ့ချောင်းမြောက်အောင်ခုံပြီးဟိတဲ့အတွက်ထူးမောင်လည်းမန်နပရပိုက်ကြီးကိုကင်ရီဘေးကိုတိတ်ထောက်လာခဲ့တယ်။ထူးမောင်ရဲ့နောက်ကျောဘက်ကနေအခုံးဝေးတံတန်တွေကကြောင်နဲ့ကြည်တကအသေးပြောက်လဲသွားပြီးတော့ခုံအောင်လာတဲ့အတွက်နောက်ပြန်ကန်ထုတ်လိုက်ရတယ်။ကြားတကောင်ရဲ့လောက်ရှိတဲ့အေယာမအချောင်ကြီးကဒေါသစကြီးနဲ့ တခုခုမဖင်ရဲ့ထူးမောင်ကိုလှက်ပတ်ချောင်းမြောင်းနေတယ်။ထူးမောင်ကမျက်နှာကိုအငုံထားပြီးငြင်းငြင်းလေးနဲ့ကြောင်ကြီးကိုအာရုံခံထားတယ်။ကြောင်ကြီးကတာမန်သက်ရှိတကောင်မဟုတ်ပဲအစီအနေနဲ့ဖန်တီးထားတဲ့ကြောင်ဆိုတာကိုလည်းထူးမောင်သိတယ်။ထူးမောင်ကကြောင်ကြီးရဲ့တက်ခတ်မှုဖြင့်ပြောင်းနေတဲ့မော်ချစ်ကိုလည်းဒိဋ္ဌိထားရတယ်။ရုတ်တရက်ကြောင်ကထူးမောင်ကိုကြားပုတ်သလိုလှမ်းပုတ်ပြီးအတင်းဝင်ရောက်တက်ခတ်ပြန်တော့ထူးမောင်လည်းပုတ်ကားတီကရှောက်ရင်း တစ်ဖက်သာအားတဲ့လက်နဲ့ကြောင်နှဖူးတဲ့တဲ့ကိုထိုးချလိုက်လိမ့်တယ်။လက်သီးနဲ့တဲ့တဲ့ထိုးလိုက်တဲ့အချိန်လက်မှာတေဇောမန်နဲ့ဆွမ်းအားကြောင့်မီးတို့တစ်ချောင်းနဲ့ထိုးရတယ်လို့ပဲ။ကြောင်နှဖူးကမြည်ဆဲလောင်သွားခဲ့လိမ့်တယ်။အဲ့ဒီခါကြောင်ကြီးကတခွိခွိနဲ့လူလိုက်အော်ရင်အခုံးငယ်တဲ့ကပြောင်းလဲသွားပြန်တယ်။အဲ့ဒီအခုံးငယ်တွေဟာတစ်ဖက်သေးစီဥတီသွားနေတဲ့အတွက်နေရာကိုတေချာကြည့်လိုက်တော့မှ မောင်ချီရဲ့ခန္ဓာကိုပြန်ပေါ်လာတာကိုတွေ့ရတယ်။ကြောင်ကြီးကလည်းပြောင်းလဲသွားတဲ့အခုံးငယ်တွေက မောင်ချီရဲ့ခန္ဓာကိုယ်အနှံ့စည်းဝင်ပြီးမောင်ချီရဲ့မျိုးလုံးတွေကလည်းကြောင်မျိုးလုံးတစ်ဖွဲပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။တစ်ဆက်ထဲမှာပဲလက်ထဲကင်ထားတဲ့ဒုက္ခကိုမြှောက်ပြီးစောင့်ချလိုက်တဲ့အခါဒုက္ခအဖျားမှာလှန်သွားလို့ချွတ်ထက်နေတဲ့လက်နဲ့တစ်ခုတက်ဆင်ထားတာကိုတွေ့ရတယ်။လက်ကယူရလဲမဖီနေတဲ့ကြောင်ကောင်းတဲ့ရံနဲ့မောင်ချီတယောက်ထူးမောင်ရှိရစီကိုပြင်းဝင်လာပြီးဒုက္ခလက်နဲ့နဲ့တတ်ခိုက်တဲ့အပြင်ချင်းနဲ့လက်တစ်ဖက်မှာရှိတဲ့လက်သေးတွေလည်းကိုချစ်တတ်ခိုက်သေးတယ်။ ချုံမောင်လည်းဝင်ရောက်လာတဲ့တိုက်ခတ်မှုတွေကိုမြူးလိုပူတဲ့လက်တစ်ဖက်ထဲနဲ့ရိုက်ထုတ်ကောက်ွက်ရင်းစုတ်ချီတက်ချီရှောက်သိမ်းနေရတယ်။အချေဟာဝေးချီတစ်ခုလုံးပိတ်ပိတ်အောင်မှောင်နေတဲ့အချိန်မောင်ချီရဲ့တိုက်ခတ်မှုတွေကိုကောက်ွက်ရင်းအလင်းငိုက်ကိုစောက်နေတဲ့ချုံမောင်ကအခွင့်တာတာနဲ့ရင်းဝတဲ့တွေကိုနှစ်ချက်စိတ်မြေခုတ်ကန်လိုက်တော့မောင်ချစ်လည်းနောက်ကိုတပြက်နှစ်ပြက်လောက်နှွတ်ထောက်သွားခဲ့တယ်။ကန်ချက်တွေကမိတဖွားဖွားကြာနေတဲ့အထိရဲရဲနေသွားပြီးမောင်ချစ်ရဲ့အဝတ်တချို့ကိုလောင်ကျွမ်းသွားလိမ့်တယ်။ ဒါမဲ့မောင်ချစ်ရဲ့ခန္ဓာကိုယ်ကအငွေ့တချို့ထွက်လာပြီးတာမန်အရွယ်စားနဲ့ကြောင်နဲ့အကောင်20လောက်ဖြစ်ပေါ်လာပြန်တယ်။အဲ့ဒီကြောင်တွေကမောင်ချစ်ရဲ့လက်တစ်ချက်အဝတ်မှာထူးမောင်ကိုဝင်ရောက်တိုက်ခိုက်တယ်။ဒီချိန်မှာတော့ထူးမောင်လည်းကိုဋ္ဌာနာတန်နေသားကိုဆွဲထုတ်လာခဲ့တယ်။အစီကြောင်နဲ့တွေနဲ့အတူလို့မောင်ချစ်ကိုယ်တိုင်ဒုက္ခကိုမြှောက်ပြီးဝင်လာပြန်တော့ထူးမောင်လည်းမန်နယ်တစ်ခုကိုရွတ်ဆိုပြီးဓားကိုတိတ်တိတ်တင်လိုက်တယ်။ကိုဋ္ဌာနာတန်နေသားတစ်ချောင်းလုံးမှရှိတဲ့မန်နယ်စာလုံးတွေကတဖိတ်ဖိတ်တောက်လာပြီးတော့ အဲ့ဒီအလေးနဲ့ပဲကြောင်တဲ့တွေကိုအခက်တွေးစီတယ်။ထူးမောင်လည်းဓာတ်ကိုတစ်ချက်ဝင်လို့ဝေလံသမျှကြောင်တွေကိုဘဲညာပိုက်ခုတ်လိုက်တယ်။ခုံမီတဲ့မော်ဝဲကြောင်တွေရဲ့အဟိတန်နဲ့အတူတူအပိုင်းပိုင်းပြက်လို့အငွေ့တရံနှိပြသွားခဲ့တယ်။ကြောင်တဲ့တွေထိခိုက်မှုများလာတဲ့အခါမော်ချစ်ရဲ့ကိုကလည်းဒဏ်ချက်တွေဖြစ်လာတာကိုတွေ့ရတော့ထူးမောင်ကမော်ချစ်ရဲ့တိုက်ခတ်မှုကိုကောက်ဝဲရင်းကြောင်တဲ့တွေကိုအကုန်ရှင်းလင်းလီတော့တယ်။ကြောင်တဲ့တွေအကောင်20လောက်ပြက်ကွယ်သွားတဲ့အခါမှာမော်ချစ်နဲ့အပြည့်အထန်ဆက်လက်တိုက်ခိုက်ကြပြန်တယ်။ မောင်ချစ်ရဲ့ဒုက္ခကအလှန်သွားတဲ့အချွန်နဲ့ကိုဌာနာအတန်နေသားတို့တချစ်ချင်းမြင်နေရအောင်ရိုက်ခတ်မိပြီးမြူးတွေပွင့်လာခဲ့တယ်။တချက်မှာတော့မောင်ချစ်ကဒုက္ခနဲ့အောက်ကုံလွဲ့ရိုက်ထူးမောင်ကလည်းတန်နေသားနဲ့တင်းတင်းပိုက်ချလိုက်တဲ့အခါတဝင်းဝင်းတလက်လက်နဲ့မန်နီယာဆက်မှော့ဆက်တွေအဆက်မပြတ်ဖြစ်ပေါ်လာပြီးဒင်းငနယ်ပေါက်ကွဲသွားခဲ့တယ်။ဆက်မီလီယံတို့ညီတက်သားတဲ့အခါမှာမိကလုံးမဲမဲကြီးပေါ်ထွက်လာပြီးတော့မောင်ချစ်ရဲ့ဒုက္ခကတန်လန့်သွားကလည်းအပိုင်ပိုင်ကျိုးသွားခဲ့လိမ့်ပြီ။ထူးမောင်လည်း မိခိုးလုံးတွေကြအတေတိုးဝင်လာရင်ဓာတ်နဲ့ရွေပြီးတက်ခတ်တဲ့အခါမော်ချစ်ကိုမတွေ့ရပဲကြောင်ကြီးနဲ့ထိုက်ထိုက်တုံးမိပြီးတော့ထူးမောင်ရဲ့ခန္ဓာကိုယ်ဘေးနှပါးကိုတစ်ချက်အပုတ်ခံလိုက်ရတယ်။လက်ကဓာတ်နဲ့လွတ်ကျပြီးတော့မြေမှာစိုက်ဝင်နေတယ်။ထူးမောင်ဟာကြောင်ကြီးရဲ့တက်ခတ်မှုနဲ့ခဝဝဲကိုလွတ်ထွက်သွားပြီးနဘေးဘက်မှာလည်းလက်သေးရကြီးထင်းထင်းပေါ်နေတယ်။အဲ့လိုလဲကျနေတဲ့အချိန်ကြောင်ကြီးကအခုံးဝဲတံတန်းနဲ့မော်ချစ်ရဲ့ဒုက္ခောက်တရုံဝင်သွားခဲ့တယ်။မော်ချစ်တယောက် လဲကျနေတဲ့ထူးမောင်ရဲ့လက်ဝင်းတဲတဲ့ကိုတပိုင်းကျူးနေတဲ့ဒုတ်ောက်လက်နဲ့နဲ့ချိန်ရွယ်ထိုးသွင်းလိုက်တော့တယ်။လက်ဝင်းတဲတဲ့ကိုထုံးမိတယ်ဆိုပေမဲ့ထူးမောင်ရဲ့ပထဝီမန်းနဲ့အစက်ငါခုခံထားတဲ့အတွက်တူးမပေါက်ပဲရှိလိမ့်တယ်။ထူးမောင်ကောက်ွယ်မှုကြကားနှစ်ချက်သုံးချက်ဆင့်ထိုးတယ်ဆိုပေမဲ့အရာမထင်ဘူး။ဒါပေမဲ့အตาစည်းရနေတဲ့မောင်ချစ်ကလက်နဲ့ကို မတုံးတော့ပဲသူ့ရဲ့ဆွာအကြီးဆုံးလက်သေးတွေနဲ့လက်ဝင်းပေးကိုထိုးဆက်လိုက်လိမ့်တယ်။လက်သေးတွေကိုပထဝီမန်းနဲ့အစက်ငါခုခံထားတဲ့ကြကားမှာ အားတော်ကောင်းလာကြောင်းလက်ဝေးနဲ့စီကိုလက်သက်တစ်ဝက်လောက်ဆောက်ဝဲမီသွေးတွေထွက်လာတယ်။အဲ့ဒီချိန်ထူးမောင်ကလက်ကိုမြေပြင်မှာတစ်ချက်ရလိုက်တော့တန်နေသားကလက်ထဲကိုပြောင်းလာတဲ့အတွက် မောင်ချင်းရဲ့လက်ဝါးကိုဓာဟုထောက်လို့လက်ဝေးနဲ့ဆောက်ဝင်လာတဲ့လက်သက်တွေကိုတွန်းနှုတ်နေတယ်။မောင်ချင်းရဲ့လက်ကလည်းသွေးတွေတစ်စက်စက်ကျလာတယ်။ထူးမောင်ကအောက်ကိုဆောက်လိုက်တဲ့အခါတန်နေသားကမောင်ချင်းရဲ့လက်ဝါးကိုထုတ်ချင်းပေါက်သွားပြီးဆက်နေတဲ့လက်သက်တွေကလည်းကျွတ်ထွက်သွားခဲ့တယ်။ အဲ့ဒီချိန်မောင်ချစ်ဟာထူးမောင်မသေးသေးတဲ့အတွက်အာကုံသုံးဖို့ကြောင်နဲ့ကျူကိုပါခေါ်ထုတ်ပြီးလက်မျိုးကိုကတ်ခိုင်းတယ်။မောင်ချစ်ရဲ့လက်သေးတွေနဲ့ထိုးပေါက်ခံလိုက်ရပြီးနောက်ခန္ဓာကိုယ်ဟာအစိတ်တင့်တယ်လို့ထုံနှိုင်းလာတာကိုလည်းသတိပြုမိတယ်။ချက်ချင်းပဲဝေဝါးလေးလံလာပြီးစကုဓာတ်ရုပ်ကြည့်စီဆွမ်းအောက်ကိုလည်းအာယုံမထားနိုင်တော့တဲ့အတွက်အမြင့်တက်ပြတ်တောက်သွားခဲ့ပါတော့တယ်။ဒီချိန်မောင်ချစ်ရဲ့ရင်မက်တဲတဲ့စီလက်သေးတစ်ချက်ပြင်းပြင်းကျလာပြီးအနောက်ကိုလံသွားတယ်။ကျောင်းနဲ့ကြီးကလည်းဘေးကိုအကန့်ခံလိုက်ရတဲ့အတွက် ခွိကနဲ့မဖင်ရေးဘေးကိုလွတ်ထွက်သွားခဲ့တယ်။ရုတ်တရက်တိုက်ခိုက်လာတဲ့သူကဘယ်သူဘဲဝမှမသိတရင်နေရဖြစ်နေတဲ့ထူးမောင်ကိုမြင်းပေါ်တွဲတည်ရင်မြေကြီးမိုးမောင်ကိုပြေးဖို့ဟန်ပြလိုက်တယ်။အဲ့ဒီလူဟာမြင်းနဲ့ပြန်လိုက်လာတဲ့အောင်ထူးမောင်ကထိမှတ်နေပြီးအိပ်ပျော်သွားသလိုဒရင်လက်သွားခဲ့တယ်။ပဝင်းကျင်တစ်ခုလုံးညခါတိတ်ဆိတ်နေပြီးထူးမောင်ကတော့ဇေယျပေါ်မှာရောက်နေပြီးထူးမောင်တရီရလာတဲ့အခါအနီးမှာလူတစ်ယောက်နဲ့မိကွက်တစ်ခုကိုတွေ့ရပြီးတော့ အဲ့ဒီလူကဇေယျတိုင်ကိုမြှိပြီးနှင်းနှင်းချက်ချက်ကြီးအိတ်နေတယ်။ထူးမောင်ရဲ့ဗက်ကရီမျက်လုံးတွေကအမြင်အာရုံ မရှိတဲ့အတွက်စကုဓာတ်ရုပ်စွမ်းအားဝေဝေဝဝနဲ့ကြည့်ရှုလိုက်တဲ့အခါအဲ့ဒီလူမြင်မှုသလိုလိုရှိနေတယ်။ထူးမောင်ရဲ့ဘေးနားမှာလည်းကိုးထာနာတန်နေတာရှိနေတယ်။ဇေယျတိုင်မှာချီထားတဲ့မြင်းကြီးမိုးမောင်ကထူးမောင်သတိရလာတဲ့အတွက်အငြင်းမနေ။မြင်းကြီးရဲ့အတန်ကြောင့်အဲ့နေတဲ့သူလဲနိုးလာခဲ့ပြီးတော့မျက်လုံးတွေကိုပုတ်တိုက်။မင်းနဲ့ထူးမောင် ခေါ်တကြမှာထူးမောင်ကသူ့ကိုခေါ်လာတဲ့သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသတိရသွားတယ်။ဥကလာခမရပဲဦး။ငါပဲပေါ့ကွ။ကျေးဇူးတင်ပါတယ်ဗျ။အပေါ်တွေကွာမင်းကမင်းသားကျေးဇူးတင်။ဒါနဲ့ကြုတ်ဘယ်ရောက်နေရလဲ။တင်ညာကောင်။ခမားဆိုကြရဒီနေရာပဲလို့ထင်ပါတယ်။အေးစစ်စစ်နန်းနန်းနေနေနဲ့နှစ်နှစ်ချက်ချက်အိပ်လို့ရတာကဒီနေရာအကောင်းဆုံးပဲကွာ။ တိတ်တိတ်ဆိတ်ဆိတ်ငင်းငင်းကြမ်းကြမ်းမော့တော်ပါဗျာကြုံမောင်ချစ်ကိုရှုံးလာတာလားမရှုံးပါဘူးကွာမနိုင်သေးတာ အတူတူပဲပေါ့ဗျမတူဘူးကွာတေအောင်တိုက်ကြတဲ့ပွဲမှာတေမရှုံးနေကွာအခုမင်းကမသေးသေးဘူးထပ်ပြီးရှင်းပြန်ရမှာဒါပေမဲ့မောင်ချစ်ကိုရှုံးမတွက်နဲ့ဥကလာကဘာတွေသိထားလို့လဲအိမ်မက်ရပြောမယ်ဆိုရင်ဒီကောင်ဟာမော်တမျိုးအောင်ထားတဲ့ကောင်ကွာထူးမောင်ရဘလုံးမော်တမျိုးတော့ ကြောင်မလို့မလို့တော့ပြောကြတယ်တိတလောက်ပြောပြပါလားဗျကြောင်စိတ်ဝင်စားတယ်음မောင်ချစ်ကြောင်ပြောရမယ်ဆိုရင်တော့ဒီကောင်ငငယ်ကမိဘမဲ့တယောက်ကအနေစင်းရဲ့အစာစင်းရဲ့ဆိုရင်မဲ့ချမ်းသာခြင်းစိတ်ရှိတယ်စူးစမ်းခြင်းစိတ်ရှိတဲ့ကောင်ပေါ့ကွာဒါပေမဲ့သူ့ရဲ့ကံကြမ္မာမိစေကြီးဥကလာဟာပွဲစားမောင်ချစ်လို့ခေါ်တဲ့မြောက်ခိုင်းခေါ်ရာကြောင်လက်တဲ့မောင်ချစ်ကြောင်ကိုထူးမောင်သိအောင်အခုလိုပဲပြောပြလာတယ် လွန်ခဲ့တဲ့ရှစ်နှစ်ခန့်ကနည်းနည်းလင်းအားကြီးတဲ့အချိန်မှာချောင်းဆောင်ဆိုတဲ့ရွာကလေးအတွေ့ဆူဆူညံ့ညံ့အတန်တွေထွက်ပေါ်လာခဲ့တယ်။လူတစုလည်းပြေလွှတ်အောင်ဟဲ့ရင်တတော်တော်တထောင်ထောင်နဲ့ရုံရုံတဲတဲဖြစ်နေတယ်။ကြာဟေးကြာကြာလိုက်ပါဟခလုံးကြရဘက်ကိုပြေးနေတယ်။လိုက်ဟေးမိအောင်လိုက်ကြ။အတန်တွေဆူညံ့တဲ့အတွက်မော်ချစ်တယောက်စပားအိတ်ထိုင်ရင်နားဆွနေတယ်။မင်းမြန်ကြီးတော့ကြားရတဲ့တဲ့ရင်က ရွာအတွင်းကြားနေကြီးတကောင်ကိုလို့လူတယောက်ကိုကုတ်ဖဲတက်ခတ်သွားတယ်ဆိုတာသိရတယ်။အတန်ကြာတော့လူအုပ်ကြီးတစုဟာတောက်တစ်ခေါက်ခေါက်နဲ့အမောတကောပြန်လာကြပြန်တယ်။မောင်ချစ်ကတော့သူ့လို့သူလို့ရင်ကြားရတာတွေကိုလည်းနားထောင်နေတယ်။အနည်းပါးမှာတော်လည်းမရှိပါကွာ။ငါဒီဒါကြားမဟုတ်တော့ဘူးကွာ။ကြားအနဲ့အောင်ရှိလို့လား။ဒါအေယာမကြောင်ကြီးတစ်ခေါက်ပဲ။ကြောင်ကဒီလောက်ကြီးပါမလားဟာကောင်ရ။ဟိုမှာမမျက်စိတကောင်လုံးသွေးလေးလေးဖြစ်အောင်ကုတ်ဖက်သွားတာ။ ကြားမှကြားစစ်မဟုတ်သေးပါဘူးကွာလေယာကြီးကိုတော့တေချာမမြင်လိုက်ရအောင်တော်တော်မြင်တဲ့ကောင်ကြီးပဲကွာသူ့အော်တန်ကကြောင်အော်တန်မဟုတ်ဘူးကွာကြောင်ကြီးအော်သူ့လိုပါပဲငါတော့ကြောင်ကြီးထင်တယ်။အိုးဘာကောင်ဖြစ်ဖြစ်ကွာဒီလောက်အတိရဲတဲ့ကောင်ကိုရှာမတွေ့ဘူးဆိုပေမဲ့မိတန်လဲဆိုင်အောင်ပြစ်လိုက်ရတာကိုပဲကျင့်နေတယ်။နောက်တစ်ခါလာခဲ့အောင်ဒီအောင်ဟင်းလို့ပြစ်မယ်ကွာကြားလို့လို့ကြောင်လို့လို့နဲ့ညင်းကုန်နေကြတဲ့ရွာသားတွေကတဖြည်းဖြည်းဝေးသွားခဲ့ကြပြီ။ ။အချိန်လေးကရွာရဲရမင်းမတူအကုတ်ခံရတာကတေချာတလောက်ရှိနေတယ်။ကြားလောက်ရှိတဲ့ကြောင်နဲ့ကြီးလိုလဲကြားလိုက်ရတယ်။ဒါမဲ့မောင်ချစ်ဟာသူ့လောက်ကို သူဆက်လောက်နေတယ်။အကောင်ကြီးကိုမမိပဲပျောက်သွားတယ်ဆိုပေမဲ့ဒင်ရတော့ရသွားပြီလို့တွေးနေတယ်။မောင်ချစ်လည်းစပားအိတ်တွေကိုတလုံးချင်းလှဲပေါ်တင်ပြီးနောက်ချက်နေတဲ့အိတ်တလုံးကိုတွားယူလိုက်တယ်။အဲနောက်လှဲကိုနွားတက်ဖို့နွားချီထားတဲ့တမပင်ကိုလှန့်ကြည့်လိုက်တဲ့အခါနွားရရရုံကန်လှုပ်ရှားရဲတရှူးရှူးတရှဲရှဲနဲ့ နှောင်မှုတ်လိုက်ခွာရခုတ်လိုက်နဲ့ကြောက်လန့်နေကြတယ်။နင်းစင်နဲ့အများလဲကိစ္စလောက်ကင်လာတဲ့နှွားတွေကယခုမှထူးထူးဆန်းဆန်းလန့်နေကြတာဆိုတော့မောင်ချက်လဲနှွားတွေရှိရာတမပင်ရိပ်ကိုရှောက်လာခဲ့တယ်။တဖြည်းဖြည်းနီးလာတဲ့အခါတမပင်ဤဂျောက်ခွန်းမြင်းနဲ့ချောင်းထဲမှာကြောင်နဲ့ကြီးလဲကျနေတာကိုအမှတ်မထင်မြင်လိုက်ရတယ်။ပိုလိုနီးလာတဲ့အခါအမြင်မှားသလိုသာဖြစ်ပြီးလဲကျနေတဲ့သူကလူတယောက်ဖြစ်နေတာကိုတွေ့ရတယ်။ဘေးဘက်နဘေးမှာလဲနံယူချဆက်ဝင်နေတဲ့ ုံးကမင်းကြီးတစ်ချောင်းကိုသွေတရရင်နဲ့တွေ့ရတယ်။မချစ်တယောက်ငငယ်ရွယ်စူးစမ်းလိုတဲ့သူဆိုတော့အနည်းကိုတိုးသွားတဲ့အခါမှာအဲ့ဒီလူကမသေးသေးပဲခဲ့ရစ်လေးလှုပ်နေတယ်။အရွယ်အဖြစ်အသက်50လောက်ရှိပြီထင်ရတယ်။မချစ်ကနှီးစရက်နှီးလာတာနဲ့ဒဏ်ရာရနေတဲ့အဲ့ဒီလူကမောင်ချစ်ရဲ့ခြေတော့ကိုသူ့ရီပေးနေတဲ့လက်နဲ့လှမ်းဆွဲလိုက်လေ။အဲနောက်အနည်းကိုခေါ်ပြီးတစ်ဖက်လက်ထဲမှာသူ့ရီနဲ့ဆုပ်ကင်ထားတဲ့မျိုးကောင်းစေးအရွယ်ခလုံးလုံးအရာလေးတစ်ခုကိုပေးလိုက်တယ်။ လူကလေးဒါတိတ်တိတ်ဝေဓာလုံးတစ်ခုပဲခန္ဓာကိုယ်မှာဆင်းရဲကဆက်တက်မိလို့အခုတော့အဘဒုက္ခရောက်ရပြီမိဒါကိုဖျက်သိမ်းမိပါပြောရင်းနဲ့ဓာလုံးကလေးကမြေပေါ်ကိုလွတ်ကျသွားခဲ့တယ်ဒင်ရရရှိနေတဲ့သူလဲတည်ဆုံးသွားပြီထင်ပါရဲ့မောင်ချစ်လဲဓာလုံးလေးကိုကောက်ယူလိုက်ပြီးတော့တင်ထားလိုက်ဆိုပေမဲ့လည်းဘလို့တော့မလဲမသိဓာလုံးလေးကအရောက်နဲ့နဲ့ဆူဆူနဲ့လှတော့လှတယ်တနေရမှာအတော့ဝင်နိုင်တယ်လို့ယူဆပြီးတော့ တိမ်ထားခြင်းပေမဲ့လည်းအလုံရှုပ်နေရလို့တွေးနေတယ်။လူသေးရဲ့အလောင်းကိုလည်းခက်ပြက်တဲ့ဘသူမှအေးမဆိုင်တဲ့အတွက်ပေါတူတလက်နဲ့တမပေအောက်ခနဲ့နဲ့မှတူးမြုံလိုက်လိမ့်တယ်။ဓလုံးကိုလည်းအလောင်းနဲ့တပါးနဲ့ထဲမြုပ်ပေးလိုက်တယ်။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲမောချစ်နေတဲ့နွားတင်ကုတ်ထဲပြောင်းလာတဲ့အခါမှာတော့ဓလုံးလေးကအိပ်ရတဲ့ရောက်နေပြီ။အနေငယ်တော့လန့်သွားပြီ။တင်ကုတ်အပြေခဝွေးကိုလှုပ်ပစ်လိုက်တယ်။မောချစ်အဲ့ဒီညညနေမှအိပ်ပျော်သွားတယ်။ ထူးဆန်းတဲ့ဓာလုံးကဘယ်လိုပဲပုံအိပ်ရတဲ့ဝင်နေလဲမသိရတွေးနေအိပ်ပျောက်သွားတယ်ဆိုပေမဲ့လေနင်းနဲ့လင်းနာနဲ့ခေါင်းရင်မှာဓာလုံးကရောက်နေပြန်တယ်ဒီလိုနဲ့အချိန်ချင်းခါခါလှုပ်ပြစ်တယ်ဆိုပေမဲ့လူနဲ့မခွာတဲ့အတွက်မထူးဘူးဆိုပြီးမောင်ချစ်လည်းခေါင်းရဝလုံးတန်ကိုအပေါက်ဖောက်ပြီးထည့်သိမ်းထားလိုက်တယ်အဲ့ဒီလိုနဲ့တနေ့လောက်ကြာသွားခဲ့လေပြီတနေ့မှာတော့ရွာထဲမှာရွာသားအများစုတကြီးရဲ့အိမ်ချဝင်းတဲ့ကိုရောက်နေကြတယ်တကြီးရဲ့အိမ်မှာဧည့်သည်ရောက်တဲ့အတွက် တရွာလုံးနဲ့တိဝို့ခေါ်တယ်လို့လဲကြားတယ်။မောင်ချစ်လည်းတိကျိစိမ့်နဲ့ဝင်ရောက်ဆက်စုကြည့်တော့အဲ့ဒီဧည့်သည်ကိုမြင်မှုတလို့ရှိနေတယ်။အနည်းကကြည့်လိုက်တော့မှလူငယ်တဲ့တစ်နှစ်ကဓာလုံးပေးပြီးတည်ဆုံသွားသူမှသိရတာကြောင့်မောင်ချစ်လည်းကြောချမ်းသွားပြီးတိတိစိပြန်လှထွက်လာခဲ့တယ်။ညနေမှာတရင်ဆက်စုကြည့်တော့တကြီးအိမ်ကဧည့်သည်ကလူတစ်ယောက်ကိုလာရှာတာဖြစ်ပြီးအဲ့ဒီလူကိုရွာသားတွေထဲမှာမတွေ့တဲ့အတွက်ပြန်သွားပြီလို့ပြောတယ်။မောင်ချစ်လည်းအိမ်နဲ့ညကစပြီးတော့ အတွေးတစ်ခုတည်းနဲ့ညောင်မို့ချုပ်တဲ့အထိအိတ်မပြုံသူကိုယ်တိုင်မြင်မြုပ်ပေးကြရတဲ့လူကိုအရှင်လက်လက်ပြန်တွေ့ရတာကစဉ်းစားမရအောင်ဖြစ်နေပြီးတော့အဲ့ရထဲမှာထိုင်ရင်တွေးနေမိတယ်သူတိမ့်ထားတဲ့ဓလုံးလေးကိုလည်းထုတ်ကြည့်နေတယ်ဒီလိုနဲ့ဘလုံးမမနေနိုင်တော့တဲ့အတွက်ပေါတူးဆဲလို့တမပင်အောက်ကိုရောက်အောင်သွားတယ်တနည်းလောက်ကြာပြီဖြစ်လို့လူသေးအယိုးတော်တွေးလိုက်အောင်မယ်ဆိုပြီးတေးကြအောင်လို့လူငယ်တဲ့နှစ်ကအလားမြောက်ထားတဲ့နေရာကိုတူးလိုက်တော့တယ် ညီသားမာလုံးနဲ့အတွက်ပေါတူးခုတိုင်တကုတ်ကုတ်ကညမောင်ထဲမှာထူဖောက်ထပ်ပေါ်လာခဲ့တယ်။မောင်ချစ်လည်းပင်ပန်းပြီးချွေးတွေပြက်နေတယ်။အတန်ကြာတဲ့အထိညနဲ့တကောင်ရောက်အောင်တူးတယ်ဆိုပေမဲ့လေသူမြောက်ထားတဲ့နေရာမှာအလောင်းနဲ့ပတ်သက်တဲ့အကျဉ်းချံလုံးဝမတွေ့ရ။မောင်ချစ်လည်းနေရာမမှားတာသိကြတယ်။အသေးချာတူးမြောက်ထားတာကိုမတွေ့ရတော့တာကတကြီးငါဧည့်သည်ဆိုသူမှသိကြသွားတယ်။ဒီချိန်ရုတ်တရက်မောင်ချစ်ရဲ့ပခုံးကိုလက်နဲ့တစ်ချက်အပုတ်ခံလိုက်ရတဲ့အတွက်အမှတ်တမဲ့လှန့်သွားတယ်။ လူကလေးရှာလိုက်ရတာကွာဟဲ့လူခမရခမရမသိဘူးလားအေးမသိပါဘူးကွာငါဆေးမောက်ကေဓလုံးကိုဆန်းတက်ရေဒုက္ခရောက်သွားတာကွာတော်သေးတယ်ငါဆရာလာပြီးကယ်ပြီလို့ပေါ့ခမရတည့်ရတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးကွာငါဆရာကျေးဇူးနဲ့ကြောင်မလုံးမအောင်ပြီအခုလုံးမသိပဲလွတ်မြောက်လာတာပါအခုတော့ငါဆရာလည်းမရှိတော့ဘူး ငါလဲတိတ်ပြီးကြာကြာနေရတော့မှာမဟုတ်ဘူးကွာဒါကြောင့်ဓာလုံးကိုထိမ့်သိမ်းပေးတဲ့မင်းကိုငါတို့ပညာတွေလက်စစ်ကအငွေပေးခဲ့ခြင်းလို့လိုချင်သလားလို့ကလေးဒီပညာတွေရရင်ကျောက်ကချမ်းသာမှာလားခမားလို့ပဲမြင်မြုပ်ခံရအောင်နာမမသိအောင်ဆွမ်းနာလားဒါတင်ဘယ်ကမလဲကွာမင်းလိုချင်တာမှန်သမျှမင်းပြချင်တာမှန်သမျှအကုန်ဖြစ်စရာလုပ်လို့ရတဲ့ပြန်မဲ့ကင်းမှော်ဆွမ်းအားတွေရလာမှာကွာဒါဖြစ်လေစိတ်ဝင်စားတယ်ဗျာမင်း ဟိုတန်းလုံးသွားဦးလာအောင်မယ်။ခေါင်းကြီးကတိုင်ထဲမှာဗျ။မလိုပါဘူးကွာ။မင်းထားခဲ့ရင်လည်းသူ့ဘာသာမင်းနောက်လိုက်လာပါလိမ့်မယ်။ကဲလိုက်ခဲ့ပြီးတော့လူလေးရေ။ငါမသေးခင်ပြညာအငွေပေါ့ကွာ။ဥကလာကထူးမောင်ကိုမော်ချစ်เจ้าနေပြောပြရင်နဲ့စီပြင်းလေးတစ်လက်ကိုမိညစ်ပြီးဖွာလိုက်တယ်။အဲနောက်ဆက်မပြောသေးပဲစစ်လေငွေတွေကိုရှူရှရေးဇေယတိုင်ကိုပြလိုက်တယ်။ဒါဖြင့်ပွဲစားမော်ချစ်ဆိုတဲ့ဒီလူက ငငယ်ကလေးကအမှုပြညာလိလခဲ့တဲ့သူလို့ဆိုနိုင်တော့ပေါ့တော့ဥကလာနောက်ပြီးတော့မြေအောက်ခိုင်းကိုအစ်စ်လုံးပြညာတဲ့တွေစီးရင်ဝင်ဆိုတော့ဒီကြောင့်မလို့မဟာဖွတ်တည်တော့မဟုတ်ဘူးပဲအေးဟုတ်တယ်မင်းနေနဲ့ခုတ်ခါတိုက်ခတ်ဖို့ပြန်မဲ့မဟုတ်သေးဘူးထူးမသူနဲ့မင်းနဲ့မှော်ပညာအစ်စ်အရန်กว่าသေးတယ်မင်းရဲ့မန္တန်မှော်ပညာတွေကအစ်စ်လုံးပြညာအဖြစ်ခရီးမရောက်သေးဘူးဆိုတော့ကိုရောတိလားဘယ်လိုများလဲဥကလာ ဒီပညာရက်တွေမှာလေ့ကျင့်အလိုက်ကျင့်စဉ်အလိုက်အစစ်ကိုစီရှိကြတယ်ဆိုပေမဲ့နောက်ဆုံးမှာအကတ်တတ်မဲ့အစစ်လိုပညာအစစ်အခြေအနေတည်းရရှိနေသေးတယ်။ဒီအတွက်မန္တန်မှော်ပညာအစစ်လိုအခြေအနေရအောင်မင်းအားထုတ်နိုင်မှမောချစ်ကိုရှင်းပြနိုင်လိမ့်မယ်ကွာ။ဥက္ကလာကျုပ်ကိုလာပြီးခေတာနှစ်ကြိမ်ရှိပြီ။ရက်ခမင်းနဲ့တေလို့မျောပါတိုက်ခရတာတစ်ကြိမ်။အခုမောချစ်နဲ့တစ်ကြိမ်။ကျုပ်စဉ်းစားနေတာခမရအိမ်မက်ရလာတဲ့သားဆိုတော့ မိစ္ဆာမောပညာခိုင်းနေအစ်စ်လိုပညာတဲ့တွေကိုအသာလေးအနိုင်ယူသွားတယ်နော်ဒါကိုပိုင်ဆွာမဟုတ်ပါဘူးကွာမင်းရဲ့မန်းနဲ့ပရပိုက်ကြီးနေရာမှပြတ်ထားနိုင်မှုအတွက်ငါအဆောက်ရှောက်အကူအညီတူဦးအဖြစ်တာဝန်ပြုအခြေခံရလို့ပါအမြင်နဲ့မရှိတဲ့ဆွာတွေပါထားပါတော့လေကျောင်းမန်းနဲ့မောပညာအစ်စ်လိုအခြေအနေတိလေ့ကျင့်မှုထက်ဥတ္တငယ်နဲ့ပန်းပြိုကေတီမို့ကအရေးကြီးနေတယ်ဗျဒီတော့အားနေချက်အားသာချက်သိရအောင် မချေချောင်းသာဆက်ပြောပါအေးနားထောင်ဒီလိုနဲ့မော်ပညာတဲ့ကြီးကဆော့ဆော့ကပြောသူလို့မော်ချစ်ကိုခေါ်သွားပြီးကြောင်ဘလူးမော်သွင်းပြလိုက်တယ်ကွာဒီနေရာမှာမင်းတို့နှစ်ပိုင်းခွဲပြောရမယ်မော်သွင်းပုံနဲ့ရရှိလာတဲ့သူ့ရဲ့ဆွမ်းအားပေါ့ဘလူးတွေများတော့ဥက္ကလပြောပါမယ်ကွာဒါပေမဲ့တော့လောလောဆယ်မင်းတို့လာမကြေခင်ကအိမ်မက်ထဲမှာငါ့ကိုပုဂ္ဂိုလ်ကြီးတွေကပြောတယ်ထုံးမငေါ်ခေါ်လာပြီးတင်းညာရောက်တဲ့အခါ ခန္ဓာကိုယ်နဲ့လည်းဝင်းတဝါးထိခိုက်မှုတွေအတွက်တရားထိုင်တယ်လို့စိတ်တည်ငြိမ်အောင်နေခိုင်းပါတဲ့စကားများများမပြောနေတဲ့နောက်ပြီးမင်းကိုစကုဓာတုသောဓာဓာတုဆိုတဲ့အမြင့်တဲ့အကြက်တက်တွေကောင်းကြက်ကောင်းအောင်ပြင်ပြီးလေ့ကျင့်ထားပါလို့လည်းပြောတယ်ကွာဒီတော့လင်ရကြီးမှဆက်ပြောမယ်ဟဟွာအုတ်ကုပေါ်မှာသွားပြီးတော့မှကြက်ကြအာထုတ်လောက်ငါလည်းငတ်ပြီကွာတေးအိမ်အောင်မယ်သူမလည်းဥက္ကလာကိုမျက်နှာမူပြီးပါတစ်ဖက်တွန့်လိုက်တယ် မချင်မနဲ့မျက်နှာကြီးနဲ့တက်ပြင်းလဲချနေမိတယ်။အဲနောက်မှာတော့ကိုဌာနာတန်တွေတောက်ကိုဆွဲလို့မြေကြီးမိုးမောင်ရဲ့လေဆောင်ကတရားကိုခောက်ပွားပွားကိုင်ပြီးဆန့်ကြည့်တယ်။အဲနောက်ဥကလာကဇရက်တန်ကိုမိပြီးအိတ်သွားတဲ့ချိန်အုတ်ကူကြီးပေါ်လှကနဲ့ခုန်တက်ပြီးတရားထန်နေလိုက်တယ်။ဥသက်ငယ်နဲ့မပန်းမြူတော့ရန်သူလက်မှာထားရတဲ့ပူပန်စိတ်တွေကိုလည်းအတော်လေးဖြည့်ဖြောက်ရင်စိတ်အာရုံကိုတည်ငြိမ်စွာနဲ့စူးစိလိုက်ပါတော့တယ်။ပရိသတ်များရှေ့မန္တထူးမောင်နဲ့ ကြောင်မလူးမွန်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူရင်းစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးသူမင်းဟခန်ဥဒတိပေါ့လေ။ကျေးဇူးထူးပဲတည်ရှိပါရဲ့ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပါဆိုင်နိုင်ကြပါစေရှင်။